တစားမုံလာပြည့်နှစ်နေဒူးနှစ်မြတ်မှာပြုလုပ်ရမယ့်အထူးဥဆန်းထက်အစီအမင်းရေတရာကိုဆံမလီကတေးစိပြပြပေးတော့မှာဖြစ်ပါရဲ့ရှင်ကဲဒါဆိုရင်ဆမတို့ဒဇာမူလာပြည်နေမှာပေါ့နော်နေဒူးနေမြတ်မှာဆမနဲ့တူတူကုသိုလ်ယူခြင်းတဲ့သူတွေဒါမှမဟုတ်ဝေးကြီးကြောက်အဆင်မပြေတဲ့သူတွေလက်လာပါပိတ်နေတဲ့သူတွေဈေးရောက်မကောက်တဲ့သူတွေလုပ်ငန်းတွေရှေ့မရောက်တဲ့သူတွေပေါ့နော်စီးပွားလက်လာပါတွေပိတ်ဆို့နေတယ် ကြာစည်နေတဲ့သူတွေအတွက်ပေါ့နော်ဆမလေးကဒီတစားမိုးလှပြနေမှာပေါ့နော်ဆမတို့ရေရာအစီမံနေပြုလုပ်မယ်ဆိုရင်လွန်စာမအစွမ်းထက်ပါတယ်ရှင့်ဒါဆိုရင်ဆမဒီတစားမိုးလှပြနေမှာဘာလို့ကမလဲဆောင်းရန်ရှောင်းရန်လေးတွေကိုဆမလေးကအသေးစိတ်ပြောပြပြီးတော့မှဖြစ်ပါတယ်ရှင့်ဆမဒီဒီဇာမုံးလိုက်ပြည်နေမှာပေါ့နော်မနက်ပိုင်းအစီအစဉ်ပေါ့နော်မနက်ခင်းပိုင်းမှာပေါ့နော်ဆမနဲ့တူတူကုသိုလ်ယူခြင်းတဲ့သူတွေရတော့ပေါ့နော် စံစီစေးစားပေါ့နော်စံစီစေးစားကတ်လူရမယ်ပြီးကြရင်ပေါ့နော်စွန့်ထမင်းနဲ့တကွပေါ့နော်ကြက်ဥပြုတ်ပေါ့နော်စက်တချမ်းကတ်လူပူဆိုပေးပါရှင်အဲကြက်ဥပြုတ်ဆိုရင်တစ်လုံးမှာနှစ်ချမ်းရတဲ့အတွက်ဆမတို့6လုံးလောက်တော့ပြုတ်ရမယ်ပေါ့နော်ဒါဆိုရင်ဆမတို့စွန့်ထမင်းနဲ့တကွပေါ့နော်ကြက်ဥပြုတ်စတဲ့ချံတော်တော်ရေချံစတဲ့ခွက်ပေါ့နော်ကက်လူပူဆိုပေးပါရှင်ဆရာတို့လာပြီးနေမှာပေါ့နော်စံစီစေးစားစွန့်ထမင်းနဲ့တကွာပေါ့နော်ကြက်ဥပြုတ်စတဲ့ချံတော်တော်ရေချံ ်17ခွက်ပေါ့နော်ကက်လူကူစော်ပေးရမှာပဲဖြစ်ပါတယ်ရှင့်ဒါကဆမတို့မနက်9နာရီကနေပြီးတော့မနက်17နာရီတွင်ပြုလုပ်လို့ရပါတယ်ရှင့်ကစားမိုးလားပြည့်နေ့မနက်ဖြန်တရက်တည်းပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင့်ပြီးရင်ဆမကဒီရေတရာပြီးသွားရင်ည17နာရီတိတိမှာမလုပ်ရမလဲဆိုရင်ပေါ့နော်ဝေးကြီးတွေအဆင်ပြေအောင်ကိုပိတ်ဆို့နေတဲ့လက်လာပါတွေပွင့်လန်းအောင်လက်လာပါတခါကြီးပွင့်လန်းအောင် ငွေတွေအဖက်ဖက်ကနေပြီးတော့အရေးရှိမျက်နှာအဖက်ဖက်ကနေပြီးတော့ငွေတွေဝင်လာအောင်လို့ဆမားကရေတွေကနောက်တစ်ခုထပ်ပြီးမှဖြစ်ပါတယ်ရှင်အဲ့ဒီရေတွေကအရန်ကိုလွယ်ကူလို့ရှင်ပါတယ်ဆမားတို့ညာဘက်မှာမြတ်စွာဘုရားရှင်ကိုရောမြကြီးကိုပေါ့နော်မာလာယေစင်မာလာယေစင်ဆိုတာကငွေတော်ပန်းငွေတော်ရနဲ့ နဲ့ပေါ့နော်မြတ်စွာဘုရားရှင်ကိုရမင်းကြီးကိုမာလာရေးစင်ကက်လူပူဇော်ပေးရမှာဖြစ်ပါတယ်ရှင်။ဆရာမတို့မာလာရေးစင်ကက်လူပူဇော်ပြီးသွားတဲ့အခါကျရင်ဆရာမတို့နေကင်းမိုက်မှာတချို့ကြတော့ပေါ့နော်အလှလှုပ်ချင်တဲ့သူတွေပတ်တကူပြစ်ချင်တယ်။ပတ်တကူပြစ်တယ်ဆိုတာကဆရာမတို့ဇာမိုးလာပြည်နေမှာဆရာမတို့မြန်မာလူမျိုးတွေရဲ့ချစ်စရာဒလီလေးကဘာလဲဆိုရင်တော့ပတ်တကူပြစ်ကြတယ်ပေါ့နော်။ဆရာမတို့ပတ်တကူပြစ်ကြတယ်ဆိုတာက ကိုကဘသူမှမသိပေါ့နော်ကိုကကိုလှူလိုက်တဲ့အလူလေးရပေါ့နော်ဘသူမှမသိရသွားတယ်။ဘာအချိုးမြက်ရပါစေဆိုပြီးတော့ဆမတို့ကလှူတာမဟုတ်ဘူး။ဒီလိုမျိုးပတ်သက်ကူလေးပြစ်လိုက်တဲ့အခါမှာလိုတဲ့သူအချိုးရှိပါစေဆိုပြီးတော့ပေါ့နော်။ကိုကြီးထောက်ပံ့တဲ့အဲ့လိုမျိုးချစ်စရာတလီပေါ့နော်။ဆမတို့ပတ်သက်ကူပြစ်ချင်တယ်ဆိုရင်ပေါ့နော် ပတ်သက်ကူပြစ်ပေးဖို့ဆမလေးကတော့ နှိုးဆော်ခြင်းပါရဲ့ရှင်မက်ဖြစ်ရင်ဒါဆိုမိုးနှပြနေပါကိုတက်နိုင်နေတဲ့လောက်ပေါ့နော်တထောင်ပဲဖြစ်ဖြစ်တရာပဲဖြစ်ဖြစ်ဘလောက်ပဲဖြစ်နေပေါ့နော်ဆမတို့ပတ်တကူပြစ်ပေးပါရှင်ဒါတော့ဆမတို့နှိကေးမိုင်းအလှူဒါနာလေးတစ်ခုအနေနဲ့ဆမတော့ပတ်တကူပြစ်စီခြင်းပါရဲ့ရှင်ဒါဆိုရင်ဆမတို့မြတ်စွာဘုရားရှင်ကိုရမကြီးကိုဆမတို့မနက်ပိုင်းထူမယ်နေ့ကမှကြရင်ပတ်တကူပြစ်မယ်ပေါ့နော်ညပိုင်းကြရင်မာလာရီစင်ကက်လူပူစွာပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါပြီးတော့ရင်ဆမတို့ ိုတက်နိုင်တဲ့ကုသိုလ်လေးပေါ့နော်ဂျာသွားတဲ့အတွက်ငွေကြီးတွေအစင်ပြလာမယ်ဝေးကြီးကြောင့်ဖြစ်တယ်ပေါ့နော်ငွေကြီးအပူပင်တော့ခါကြီးငင်းအေးတော့မှာဖြစ်ပါတယ်ရှင်ပြီးရင်ပေါ့နော်ဘာလို့လို့အစင်မပြေတဲ့သူတွေလက်လာပါတကာပိတ်နေသူတို့ခံစားနေရတဲ့သူတွေ ဝေကအဝင်နေနေတဲ့သူတွေငွေငွေနဲ့ထုံငွေနဲ့မမျှတဲ့သူတွေအဓိကကလေစရောကိုရောပြင်းမနေတဲ့သူတွေကံနေတယ်လို့ခံစားနေရတဲ့သူတွေလက်လာပါတကားပွင့်ကျင်နေတဲ့သူတွေအတွက်ပေါ့နော်ဆံမကနောက်ထပ်ရေဒီယာကောင်းလေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အဲ့ဒီရေဒီယာလေးကြတော့ဆံမတို့လာပြီးကြော်ပြီးပေါ့နော်နှစ်ရက်ညောင်းနေမှာပေါ့နော်ဆံမတို့ခေါင်းစည်းမင်္ဂလာပြုအောင်မှာပဲဖြစ်ပါရဲ့ရှင်နှစ်ရက်ညောင်းနေဆိုတော့ဆံမတို့၄ရက်နေ့ကလာပြီးနေကြပါတယ်၅ရက်နေ့ကတော့ဘုတ္တဘူးနေကြတဲ့အတွက်ဆံမကခေါင်းမလျှော်ခိုင်းပါဘူးရှင်ဆံမတို့ 6ရက်နေ့မှာပေါ့နော်ဆံမကခေါင်းဆင်းမင်္ဂလာဆံမနဲ့တူတူခေါင်းဆင်းမင်္ဂလာပြုလုပ်ကြမယ်ရှင်ခေါင်းဆင်းမင်္ဂလာပြုလုပ်မယ်ဆိုရင်ခုနကလာပြင်းနေ့ကပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုတွေကနေပြီးတော့ပေါ့နော်ပို့ပြီးတော့ပွင့်လန်းသွားအောင်ပို့ပြီးတော့မြင့်တရမြင့်တဲ့ဘဝကိုရရှိအောင်အေးချမ်းသာယာမှုတွေရရှိအောင်ကိုယ်စီမှာရှိတဲ့အညံ့အဆိုးတွေကင်းပျောက်သွားအောင်ပေါ့နော်ဆံမကဒီ6ရက်နေ့မှာခေါင်းဆင်းမင်္ဂလာအတူတူပြုလုပ်စီခြင်းနဲ့ရှင့်ခေါင်းဆင်းမင်္ဂလာပြုလုပ်မယ်ဆိုတာလည်းအရန်ကိုလွယ်ကူရွှင်နေစမတို့ဘာလုပ်ကောင်းမလဲဆိုတော့ တယောကင်မိုးရှိရဲ့ဖလားတဲ့ဟုတ်ပေါ့နော်တရဏဂုံယူရမယ်တရဏဂုံယူပြီးရင်ခေါင်းမူကနေလောင်းချပြီးရောခေါင်းစင်းမင်ကပြုလုပ်ကောင်းမှဖြစ်ပါလိမ့်ရှင်တချို့ကကြတော့နိုင်ငံရဲ့ချအတိအမှရောက်ရှိနေတဲ့သူတွေအတွက်ကတယောကင်မိုးမရှိတဲ့သူတွေကလည်းကိစ္စမရှိဘူးဆမကတယောကင်မိုးမရှိတဲ့သူတွေအတွက်ကတော့စားနှင်းငယ်ထည့်ပြီးရောပေါ့နော်တရဏဂုံယူပြီးရောခေါင်းကနေလောင်းချပြီးရောခေါင်းစင်းမင်ကပြုလုပ်ပေးပါရှင် တယောက်ခင်မိုးရှိရတူတွေကတော့အရန်ခောက်မှာတယ်ရှင်ဒီတလလုံး၁၇လပိုင်းတလလုံးငွေမဝင်တဲ့သူတွေငွေအဝင်နေတဲ့သူတွေငွေချင်းကြောင့်စိတ်ပင်မနေတဲ့သူတွေပေါ့နော်အဲ့ဒီအတွက်အချင်းရင်အိမ်တော်ရေးစီးပွားရေးလူမှုရေးကိုယ့်ဘက်ကအငန်းရှိနေတယ်လို့ခံစားနေရတဲ့သူတွေဒီကောင်းစိတ်မင်္ဂလာပြုလုပ်မယ်ဆိုရင်ပေါ့နော်လက်လာပါတွေပွင့်လာမယ်ငွေကြီးတွေပြန်မြှုပ်ဝင်လာမယ်အရေးရှင်ပြန်တာအဖက်ဖက်ကငွေတွေတလဟောရရှိလာမှာပဲဖြစ်ပါတယ်ရှင်ဆက်မကတော့ဒီရေတရားလေးကိုစမ်းလို့ကြည့်ဖို့အကြံပေးချင်ပါတယ်ရှင် ကဲဒါဆိုရင်ဆမိုင်းဒီဗီဒီယိုလေးကိုလိုက်အောင်ရှယ်လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမိုင်းဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာလည်းမိမိရဲ့နေနယ်လေးတွေမှတ်ထားပေးပါဆမလေးတဦးတယောက်ချင်းတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဆမတို့မလက်ဖြံကတကယ်ကိုတစားမုန်းလက်ပြည့်နေမှာရတရာချိန်မယ်ဆိုရင်လုံးဝကိုအစမ်းထက်ပါစေတယ်ရှင့်ပြီးရင်ဆမစီမှာပေါ့နော်ဆမနဲ့အတူတူကုသိုလ်လုပ်ချင်တဲ့သူတွေပါဝင်ချင်တဲ့သူတွေအတွက်ပေါ့နော်အဲ အောင်နိုင်ခြင်းအလံပေါ့နော်အောင်နိုင်ခြင်းအလံဆိုပြီးတော့ဆမအမိပေးထားရေပေါ့နော်ဆမရဲ့ဆမဆိုဒီအောင်နိုင်ခြင်းအလံမှာပေါ့ဆမနမဲနိနံဝင်းဒီလီပေါ့နော်ရေးပေးထားရေပေါ့နော်ပြီးကြရင်ဆမကဒီစီဖြောင်းနိုင်တဲ့အတူအောင်နိုင်ခြင်းအလံကိုပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြကြီးစီမှာပေါ့နော်ရေတရာကိုမျိုးအနေနဲ့ဒါရိုက်တစင်ကိုမျိုးအနေနဲ့ပေါ့နော်အောင်နိုင်ခြင်းအလံဆိုတော့ခြေရာလေးကို ုလုပ်မှာပဲဖြစ်ပါတယ်ရှင့်ဆမစီမှာဒီရေတရာလေးအနှံချင်နေဆိုရင်တော့ဆမလေးစီမှာစပိုးလို့ရပါတယ်ရှင့်ဝေးချင်းကြောင့်ဖြစ်တယ်ပေါ့နော်အခက်ခဲလေးတွေပူပင်သောကမှုတွေရှိနေပေါ့နော်ဒီရေတရာလေးနဲ့အတူတူဆမနဲ့အတူတူလိုက်ပြီးတော့လုပ်လို့ရပါတယ်ရှင့်အတူတူပါဝင်ချင်နေဆိုရင်တော့ဆမလေးစီမှာစပိုးထားလို့ရပါတယ်ရှင့်ဆမစီမှာမျက်ပြကြရင်ရေတရာလေးမှာပါဝင်ချင်တဲ့သူတွေပေါ့နော်ပွဲပွဲနဲ့အတူတူပွဲထိုးခြင်းတဲ့သူတွေအတွက်ကိုတော့ဆမကဆေးပြောင်းနိုင်စီရင်ထားတဲ့ဆေးပြောင်းနိုင်တလားစားပါလက်ဆောင်ပြီးတော့မှဖြစ်ပါရဲ့ရှင်။ ကဲဒါဆိုရင်ဆက်မနဲ့တူတူပေါ့နော်ကိုစီမံရှိရဲ့ငွေကြီးတွေပိတ်ဆို့နေတဲ့အရာတွေပွင့်လန်းသွားအောင်လက်လာပါတကားကြီးတွေပွင့်လန်းသွားအောင်ပေါ့နော်ဆက်မလေးစီမံဧရိယာအစီမံအတူတူလုပ်လို့ရပါတယ်ရှင်ဒဇာမုံလာပြည့်နေ့တည့်ရက်တဲ့ဆက်မလေးပြုလုပ်ပေးတာပဲဖြစ်ပါတယ်ရှင်ဆက်မကိုကြီးစုနေတဲ့ခုနှစ်သားသမီးအားလုံးပန်းလုံးငွေရေလိုအေးချမ်းကြပါစေနေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုများရရှိပြီးတော့တတိတတိမာကြီးတွေဖြစ်ပါစေလို့ဆက်မလေးကဆုတောင်းမေတ္တာပို့သပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်